မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 4ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝေမြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တပ်တပ်ဆွဲထားတဲ့နေရာကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတအုပ်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်လ26ရက်နေ့မှာဒဝယ်မြို့နယ်ရွှေကူတရားဂိတ်အနီးရွှေကူတောင်ဖရဲပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုဒဝယ်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့အိုအောစစ်ကြောင်းကတော်လိုင်းရဲဘော်များကစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တိဆုံပြီးတော့တော်လိုင်းရဲဘော်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းမှာစစ်ခွေးအင်အားကတော့30ကျော်20ပတ်ဝန်းကျင်လောက်ပဲရှိပါမယ်။စနိုက်ပါနဲ့ပြစ်တာဆိုတော့ဂျန်နာရီတော့ထိခိုက်မှုမရှိပါဘူး။ စစ်ခွေးတကောင်ပဲကြတာပါစစ်ခွေးတွေဘက်ကတော့ချက်ချင်းတုံ့ပြန်တာမျိုးတော့မရှိဘူးအဲ့ဒီနေ့ညဘက်ရောက်မှစက်ကလေးနဲ့လှမ်းပြစ်တာလောက်ပဲရှိပါတယ်လို့အိုအိုစစ်ကြောင်းဒဝဲကပြန်ကြားရေးတာဝန်ခံကပြောဆိုထားပါတယ်ဒါအပြင်မခွေးတိုင်းပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ပြူစောထီးကြီးပါလေးပါကိုရော့ကတ်များနဲ့ပစ်ခတ်တိုက်ခတ်ရာ ပြူစောတီတအုပ်တည်ဆုံးခဲ့ကြောင်းကော့ဘရာ1တပ်ဖွဲ့ကတာဝန်ရှိသူတူကသတင်းပေးဖို့ပြောကြားထားပါတယ်။မက်စလာ28ရက်နေ့ကနေ30ရက်နေ့အထိပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ရှင်မကန်ပြူစောတီရွာ၊ညောင်ချစ်ပင်ပြူစောတီရွာ၊အနောက်မကြီးကန်ပြူစောတီရွာနဲ့အောင်သာပြူစောတီရွာတို့ကိုတော်လိုင်းရဲဘော်များက ရော့ကတ်ဆန်နှလုံးနဲ့ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွဲမှာပြူစောတိတအုပ်တိဆုံးကမကြီးကန်ပြူစောတိရွာကစစ်ကောင်စီတပ်သားများဟာအောင်သာရွာဘက်ကိုထွက်ပြေးသွားပြီလို့သိရပါတယ်။မကြီးကန်ပြူစောတိရွာကပြူစောတိတအုပ်တိဆုံးသွားတယ်လို့သိရပါတယ်။အခုလက်ရှိအင်အားဖြည့်ထားတာအလုံးပေါင်းရင်တော့ရှိစေပတ်ချလိုက်လောက်တော့ရှိမှာပါလို့ Cobra 1ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။၎င်းတိုက်ခတ်မှုကို AR တောင်းတပ်ဖွဲ့နဲ့ Cobra 1ပခုတ်ကူတပ်ဖွဲ့တို့ကပူးပေါင်းလုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်ဘကိုးရုံးမပေါ်မှာစစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၂ရက်နေ့မနက်10:55မိနစ်ခန့်မှာအုပ်ဖို့မြို့နယ်အပိုင်းဘကိုးရုံးမပေါ်ကိုစစ်ကြောင်းထုတ်ရန်တက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားတစ်စီးကိုပေါင်းတဲစုရွာအနီးမှာတာယာဝတီ KI တရင်383ကျားနဲ့တက်ခွဲလေမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ကတော်လိုင်းရဲဘော်များက စောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဖျို့ဖျက်ဖြစ်သွားတဲ့အချိန်မှာပြစ်ခတ်မှု15မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ဘက်က၄ဦးနေရာမှာတင်ပွဲချင်းပြီးတိုက်ဆုံပြီး၂ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာခမရ6တပ်ရင်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်ခမရ6ကစစ်ခွေးအကောင်20လောက်ပါတဲ့ကားတစ်စီးကရိုးဘော်ကိုစစ်ကြောင်းထိုးဖို့တက်လာတာကိုစောင့်ပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါသူတို့မိုင်းဆွဲခံရတော့ ဖျို့ပြဲဖြစ်နေတာကိုရဲဘော်တွေကနှစ်ဖက်ညှက်ပြီးတော့ပြစ်တာမှာလေးကောင်တိတ်ပြီးတော့နှစ်ကောင်ထန်ရာရရှိသွားပါတယ်ပြစ်ခတ်မှုကတော့15မိနစ်လောက်ပဲကြာတော့သူတို့တွေဖျို့ပြဲနဲ့ခမရ6ထဲကိုပြန်ပြေးသွားပါတယ်လို့တာယော်ဒီ KN PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့လည်းအကြမ်းဖက်စစ်ကောင်စီဘက်ကဘကိုးယုံမဘော်ကိုစစ်ကြောင်းထိုးခြင်းများထပ်မံပြီးတော့လှုပ်ဆောင်နိုင်ပြီးထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်တပ်အနေမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုတ်လောက်ကြရန် တာယာဝတီခံ PDF ကအတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့သကိုင်းမျိုးတကြဒီတာတီလရှင်စာတင်တိုက်ပြောကြမှုမှာ အစုပ်အထူးကဆရာဝန်မကြီးဒေါက်တာတန်နာတွင်အပါဝင်ပြည်သူ၃ဦးတည်ဆုံပြီးတော့ကျောင်းတိုင်းနိုင်ငံကဆရာတော်၃ပါးအပါဝင်၆ပါးပြန်လည်တော်မူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၂၈ရက်နေ့မွန်လယ်၁၂နာရီ52မိနစ်အချိန်ကသခိုင်းမျိုးကိုဗဟိုပြုပြီးတော့မြင်းငန်လင်လှုပ်ခတ်တဲ့အချိန်သခိုင်းမျိုးနန်းဦးမျိုးတဲ့စုံပုံညာရှင်ဖခင်အနီးမှာရှိတဲ့တကြဒီတာတီလာရှင်စာတင်တိုက်ပြိုကျခဲ့ရာကျောင်းတိုင်းအတွင်းမှာနေတဲ့တိုက်အုပ်ဗဒနာနိုင်ငံကတီလာရှင်ဆရာတော်ကြီးတပါးစာချနိုင်ငံကဆရာတော်၂ပါးစာတင်သားဆရာလေး၃ပါးတို့ပြန် လွန်တော်မူခဲ့တဲ့အပြင်တိလရှင်ဆရာလေးများကိုဥပုံနေအပတ်စဉ်တိုင်းမှာကျမ်းမာရေးစောင့်ရှောက်မှုပေးနေတယ်အဆုတ်အထုခုဆရာဝန်မကြီးဒေါက်တာတန်နာသွင်းအပါအဝင်၃ဦးတို့လည်းတိတ်ဆုံးသွားတယ်လို့သိရပါတယ်ဥပုံနေတိုင်းကိုဆရာမကြီးကအပတ်တိုင်းလာပြီးတော့ဆရာလေးတွေရဲ့ကျမ်းမာရေးကိုစောင့်ရှောက်မှုပေးနေတာအဲ့ဒီနေ့ကလည်းဥပုံနေဆိုတော့ဆရာမကကျောင်းကိုရောက်နေတာပေါ့တိုက်အုပ်ဗရဏနာယကဖွားဖွားကြီးတပားရဲ့စာချနာယကဆရာနှစ်ပါးရဲ့စာတင်သားဆရာလေးက၃ပါး ဒကမကတော့ဆရာမအပါဝင်၃ယောက်ပေါ့ပြက်စီးသွားတဲ့အကြောင်းကတော့ရှင်းလင်းလို့ပြီးတော့မပြီးသေးဘူးရှင်းလင်းနေတော့မှရှိသေးတယ်ရုပ်အလောင်းတွေအကုန်လုံးကတော့ထုတ်ပြီးပါပြီကြိုးလာတွေလည်းလုတ်ပြီးပြီဖော်လို့ရတဲ့နေ့ကပဲချက်ချင်းကြိုးလိုက်ကြတယ်လို့တက်ကြဒီတာတီလာရှင်စာတင်တိုက်ကဆရာလေးမတ်ဝင်သားကတရင်ပေးဖို့ပြောကြားထားပါတယ်အစုပ်အထုကဆရာဝန်မကြီးဒေါက်တာတန်နာသွင်ဟာအပတ်စဉ်စနေနေ့တိုင်းသူမနေထိုင်ရာမန္တလေးမြို့ကနေစကိုင်းမြို့ နန်းဦးမြို့တဲမှာရှိတဲ့တကြဒီတာတီလာရှင်စာတင်နိုင်ကိုသွားကစာတင်သားတီလာရှင်300ကျော်တို့ကိုကုသိုလ်ဖြစ်စေကုသခြင်းကိုနှစ်ပေါင်းမြောက်များစွာပြက်ကွက်မှုမရှိဘဲနဲ့ပြုလုပ်ခဲ့တဲ့သူဖြစ်တယ်လို့သိရပါဗယ်။ငလျင်လှုပ်ခတ်ခဲ့တဲ့နေ့ကတကြဒီတာကြောင်းစေကမ်းမှာမကြမ်းပါသူဆရာလေးများအားစေကုသနေတဲ့အချိန်ငလျင်ကြီးလှုပ်ခတ်ကကျောင်းပြိုကြတဲ့အတွက်ဆရာဝန်မကြီးနဲ့ကျောင်းတရားကမှဖြစ်သူဆရာဝန်မကြီးရဲ့မြမဝန်ခွဲတို့ဟာ ဆရာလေးတချို့နဲ့အတူကွယ်လွန်ခဲ့ရတယ်လို့သိရပါဗါတယ်အဲ့ဒီအဖြစ်ကိုမြင်တွေ့ခဲ့ရတဲ့တိုက်အုပ်သီလရှင်ဆရာကြီးဟာလည်းအလွန်စိတ်ထိခိုက်တဲ့အတွက်ရုတ်တရက်နှလုံးရက်ကအဲ့ဒီနေရာမှာတင်ချက်ချင်းကွယ်လွန်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စီရေးသတင်းကတော့အကြမ်းဖက်စစ်တပ်ကအပြစ်ရကြောင်ကြီးညာပြီးတဲ့နောက်ရခိုင်ပြည်နယ်စစ်ပေမျိုးနယ်နဲ့ကြောက်ဖြူမျိုးနယ်ကခြေရွာတချို့ကို Jet Fighter လေးရင်နဲ့လက်နက်ကြီးများ Drone များစစ်တပ်လေထီးများနဲ့ဘုံကျဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ3ရက်နေ့ညနေ9:00အချိန်ကကကြောက်ဖြူမျိုးနယ်တဲကခြေရွာတချို့ကိုတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲနဲ့ Jet Fighter တစ်စီးနဲ့လာရောက်ဘုံကျဲခဲ့တယ်လို့ Drone စစ်တပ်လေထီးများနဲ့လည်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးကန်တအူးကကြောက်ဖြူဘက်မှာတော့နေတိုင်းလိုလိုလက်နက်ကြီးပစ်ခတ်မှုတွေရှိပါတယ်။ ်ဒီနေ့ကတော့နည်းနည်းထူးခြားပါတယ်ဒီနေ့မှာဂျက်တစည်းနဲ့သုံးချိန်တိုင်တိုင်လာပြီးတော့ဘုံကျဲသွားပါတယ်ရန်ကုန်ကြောက်ဖြူကားလန်တချောင်းမှာရှိတဲ့ကုလပါတို့ဇိုင်းချောင်းတိုင်းချောင်းတွေကိုလည်းဘုံကျဲသွားပါတယ် drone ဘုံနေနဲ့ပဲကျဲချသွားတာပါလို့သတင်းပေးဖို့ပြောကြားထားပါဗျ။ဒါအပြင်ကြောက်ဖြူဒိုးရန်ပေါင်းစစ်ကောင်စီ30နဲ့တိုက်ရင်နဲ့အခြားစစ်ကောင်စီအထိုင်ချထားတဲ့နေရာများကလက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်မှုများလုပ်ဆောင်နေတယ်လို့ကြောက်ဖြူမျိုးကံများကပြောပါဗျ။ကြောက်ဖြူဒေသခံနောက်ထပ်တဦးက ဒီနေ့တော့မြေပြင်တိုက်ပွဲနှစ်ဖက်ဖြစ်တာမရှိပါဘူးစစ်ကောင်စီဘက်ကတစ်ဖက်တည်းပဲပြစ်ခတ်မှုတွေကိုလှုပ်ဆောင်နေတာပါလေကြောင်းကနေဘုံကျဲတာတွေကိုလှုပ်ဆောင်နေပါတယ်ထိခိုက်မှုအပျက်စီးကတော့ကျွန်တော်တို့တွေမသိရသေးပါဘူးအခုတည်းကတော့ကျွန်တော်တို့လည်းဖုန်းဆက်သွယ်မရသေးဘူးလို့ပြောပြထားပါတယ်ဒါအပြင်ကြောက်ဖြူမျိုးနဲ့ဂုံးချုံချေးပါအနည်းတဝိုက်ကို အေဘီလာ3ရက်နေ့မနက်7:00နာရီမှာစစ်ကောင်စီက drop ဘုံအလုံး30ကြော့ထဲမှနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့လက်နက်ကြီးနဲ့အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အေဘီလာ3ရက်နေ့မနက်ပိုင်းမှာစစ်တွေမျိုးစစ်ကောင်စီတိုက်ရင်များကလက်နက်ကြီးများနဲ့ပစ်ခတ်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့စစ်တွေမျိုးကံများကပြောပြထားပါတယ်။၃ငါးလေးတိုက်ရင်ကနေပစ်နေတာပါ။မနက်ပိုင်းအာယုံတက်ချိန်မှာလက်နက်ကြီးတွေတောင်းလျှောက်ပစ်နေတယ်မနေ့ကညနေကလည်းပြစ်တယ်အေဘီလာ3ရက်နေ့မနက်ပိုင်းမှာတော့ပြစ်ခတ်မှု15မိနစ်လောက်အကြာပြစ်ခတ်ခဲ့ပါတယ်နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိပါဘူး ဒီတိုင်းကိုစစ်တပ်ဘက်ကတဖက်တက်ကြီးပြစ်ခတ်နေတာပါလို့ပြောပြထားပါတယ်။ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကကြောက်ဖြူမျိုးနယ်ဇင်ချောင်းရွာကြီးကိုလည်းနေပြည်တော်လက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့တဲ့အတွက်တန်ဃာတော်တပားအပါဝင်အရသာပြည်သူ၂ဦးသေဆုံးပြီးဆရာတော်ကြီးတပားနဲ့ကိုရင်အပါဝင်အရသာပြည်သူ9ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။မတ်လ31ရက်နေ့ည7:00နာရီကျော်အချိန်မှာ မြောက်ဦးမြို့အလဲဈေးရက်ွက်ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်66နှစ်အရွယ်ဦးအောင်ကျော်စံတိတ်ဆုံးခဲ့ရတယ်လို့သိရပါတယ်။ AP လ2ရက်နေ့ကနေ22ရက်နေ့အထိရက်20ကာလကိုယာယီအပြစ်ခတ်ရက်စဲရေးကာလအဖြစ်နဲ့သတ်မှတ်ကြောင်းအာဏာသိမ်းအချက်ဖတ်စစ်တပ်က AP လ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ကြေညာပြီးတဲ့နောက်ကြောက်ဖြူနဲ့စစ်တွေမျိုးတွေကိုလေကြောင်းကနေပြစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းငလင်ကြောင့်တေဆုံးသူအယောက်3000နဲ့ ထိခိုက်ဒဏ်ရာရရှိသူအယောက်9000နီးပါးပျောက်ဆုံးနေသူအယောက်900နီးပါးရှိလာတဲ့အချိန်မှာစစ်ကောင်စီကနိုင်ငံအနှံ့မှာလေကြောင်းပစ်ခတ်မှုများကိုဇက်တိုက်လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့မြောက်ပိုင်းပြည်နယ်မဟာမိတ်၃ဘွဲ့ကတဖက်သက်အပြစ်ရထားတော့လဲစစ်ကောင်စီကနောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်နေပြီးတော့စစ်အင်အားတွေဖြစ်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၃ရက်နေ့နေ့လယ်၁၂နာရီအချိန်မှာစစ်ရင်တန်း၇စီးနဲ့လူအင်အားဖြစ်တင်းပြီးတော့အင်ရောကနေကြောက်ကူတောင်ချင်းအမတာ၉၀၀နှစ်တွေကိုစစ်ကူအင်အားတွေဖြစ်တင်းနေတယ်လို့သိရပါဗျ။ဒါအပြင်တပိတ်ချင်းမြို့နယ်၇မိုင်မှာလဲ၄ချောင်းဂျက်ဖိုက်တာနဲ့၄ချိန် ဘုံရှစ်လုံးလာရောက်ပြီးတော့ကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဘက်မှလည်းအေပီလ၂ရက်နေ့ကနေ20ရက်နေ့အထိအပြစ်ရက်တယ်လို့ကြေညာခဲ့ပြီးတော့နိုင်ငံတော်အစ်စ်ဝန်ထမ်းချင်းအထိတ်မှတ်နေဆိုပြီးတော့ထုတ်ပြန်ကြေညာထားတော့လေလေချောင်းကနေနေတိုင်းလိုလိုဘုံကျဲတိုက်ခတ်ခြင်းတွေကိုပြုလုပ်နေတယ်လို့သိရပါတယ်။မြောက်ပိုင်းညီနောင်မမိတ်၃ဘက်ကငလျင်ဒန်တဲ့နဲ့ပြည်သူများနဲ့လူလူရဲ့အခက်အခဲများကိုစံတာထောက်ထားသောအဖြစ်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်များကိုပြုလုပ်တော့မှာမဟုတ်ပဲ တလတာအပြစ်ခတ်ရစဲချောင်းအေပီလာတရက်နေ့ညမှာထုတ်ပြန်ကြေညာခဲ့ပါတယ်အလားတူပဲစစ်ကောင်စီကကချင်ပြည်နယ်သခိုင်းတိုင်းနဲ့မကွေးတိုင်းမန္တလေးတိုင်းအပါအဝင်နိုင်ငံတော်အမှထိုးစစ်များကိုဆက်လက်ပြီးတော့ဆင်နွှဲလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဟ ோம் လင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ MI2 ရဟတ်ရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ3ရက်နေ့မနက်9:00နာရီခွဲအချိန်ကမှဟ ோம் လင်းမြို့နယ်မှာရှိတဲ့ဖာနိုင်ရွာ၊ဆန်းဆန်ရွာ၊ပဲနိုဆုတ်ရွာနဲ့ရွှေမုံအနီးတို့မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ MI2 ရဟတ်ရင်နဲ့ဘုံသီး73လုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဟာ AP လ3ရက်နေ့မှာတောင်သာမြို့နယ်နဲ့ကဏီမြို့နယ်တို့မှာရှိတဲ့ကျေးရွာများကိုလည်းစစ်တပ် ေထီးများနဲ့ဘုံကျဲတိုက်ခတ်မှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ပကြမစစ်ကောင်စီဟာဧပြီလ2ရက်နေ့ညပိုင်းကနေဧပြီလ22ရက်နေ့အထိအပြစ်ခတ်ရဲစဲကြောင်ကြီးညာထားတော်လဲလေကြောင်းတိုက်ခတ်မှုများနဲ့စစ်ကြောင်းထုံးမှုများဇက်တိုက်လှုပ်ဆောင်နေတဲ့အတွားစစ်ကောင်စီရဲ့ကြီးညာချက်ဟာလီဆယ်လက်ဖျားမှုသာဖြစ်တယ်လို့ NUG အစိုးရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခမ်းကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့900နှစ်တပ်စခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးဟာတနက်3လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလ28ရက်နေ့မွန်လွဲ3နိုင်ကမှတောင်တပ်မတော် TNL တပ်ဖွဲ့ထံကစစ်ကောင်စီတပ်သား3ဦးဟာ တနက်၃လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါဒါအပြင်တိုက်ပွဲအတွင်းမှာလည်း၎င်းတို့ကိုဥဆောင်ခဲ့တဲ့ဗိုလ်ကြီးအဆင့်ရှိသူတဦးဟာလည်းပိတ်ဆုံးခဲ့ပြီးတော့ဥဆောင်မဲ့သူမရှိတဲ့အတွက်ထွက်ပြေးလာခြင်းဖြစ်တယ်လို့အလင်းဝင်ရောက်ခဲ့တဲ့အချိန်ကပြောဆိုခဲ့တယ်လို့သိရပါဗါတောင်းတမတော် TNL တပ်ဖွဲ့ထမ်းမှာလာရောက်ပြီးတော့အလင်းဝင်နဲ့စစ်ကောင်စီတပ်သား၃ဦးကို PSLF TNL အဖွဲ့ကဖိမ့်သိမ်းကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါဗါပြီးခဲ့တဲ့2024ခုနှစ်အော်တိုဝါလာ12ရက်နေ့ကလည်းတီဘောမျိုးအခြေစိုက်တပ်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံချင်းမြတ်တရင်903 ဲ့904တက်စခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အချိန်ကဖမ်းဆီးရမိထားတဲ့တပ်မိသားစုဝင်192ဦးကို PSLF TNLA ကလူသားချင်းစာနာထောက်ထားသောအဖြစ်ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စီးရီးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးရန်ရဲ့အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ